ပါဒီမွေးနေ့မှာလာဆုံးမဲမဲမျက်နှာလို့ကျွန်တော်ရကောဝဲပြီးမင်းရဲ့မွေးနေ့မှာစတောင်းစကားလေးပြန်လွှင့်နေရတဲ့ဇေဖွင့်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့မတ်လ12ရက်နေ့မှာမွေးနေ့ပြည့်မြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူစစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံးတွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ အမတ်တရားနေ့အစီအစဉ်အားနဲ့ပထမဆုံးဆုတောင်းပေးရမယ့်မွန်နေ့ရှင်ကတော့ AR တိုင်းဝါခေမာမျိုးကကိုစီသူရဲ့ဒီနေ့မှပြင်းပြောင်းတဲ့29နှစ်ပြည့်မွန်နေ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ကိုစီသူရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွန်နေ့အတွက်ကိုတော့ရန်ကုန်တောင်ဥကလာကသက်ဆိုင်သူစံမြတ်သူတငယ်ချင်းတဲဤတုံမမူအီအောင်ချောစုခင်မေမြတ်သူအင်ကပူကမေသူတို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ထမက်လို့စူတောင်းပေးရမယ့်မွန်နေ့ရှင်ကတော့ ခေတ္တဂျပန်မှာကြောင်းတက်နေတဲ့မြန်မာလေးချောင်းရတနာသိင်းရဲ့ဒီနေ့မှပြည်မြောက်တဲ့24နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်မြန်မာလေးချောင်းရတနာသိင်းရဲ့ဒီနေ့မှပြည်မြောက်တဲ့မွေးနေ့အတွက်ကိုတော့တငယ်ချင်းကိုကျုံစင်လင်းကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်မွေးနေ့ရှင်အတွက်စုမုံစကားလေးရတော့မွေးနေ့မှစ၍တဲ့နောက်နှစ်ပေါင်းများစွာတက်ရှိကြမှာပါစေမိဘအားကိုးရတဲ့သမီးလေးမလေးဖြစ်ပါစေ ဘဝမှာလိုချင်တဲ့အရာတွေကိုလည်းမတောင်းမတပြည့်စုံပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုချွေပေးထားပါတယ်ရှင်။ထမက်လို့ဆုတောင်းပေးကြတဲ့မွေးနေ့ရှင်ကတော့မြေကြီးနာမျိုးကညီမလေးထွေထွေရဲ့ဒီနေ့မှပြည့်မြောက်တဲ့ဆယ်ရှင်နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆုပေးထားတာပဲဖြစ်ပါတယ်။ညီမလေးထွေထွေရဲ့ဒီနေ့မှပြည့်မြောက်တဲ့မွေးနေ့အတွက်ကိုတော့မြေကြီးနားမှာနေတဲ့ရကန်းယုံကတငယ်ချင်းတွေဖြစ်ကြတယ် မဝဝမိုမကြည်ပြမပန်နူဝေမအေးချံဖြူမမိုမိုနိုင် မမေတကြံဦးမမေတစ္စာမဝင်းဆန္နာဖြူမဝေဝေမစင်မောနိုင်တို့ကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်ဒီနေ့မှမွေးနေ့ပြင်းမြောက်ကြတဲ့အေယာရီတိုင်းဝါခေမာမျိုးကကိုစီသူဂျပန်ကိုခေတ္တရောက်နေတဲ့ညီမလေးချောရဲ့တနာသိမြေကြီးနာကညီမလေးထွထွေးတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့စုံမကောင်းလေးတောင်းဆိုပြုပေးကြပါမယ် ဒီနေ့မွေးနေ့လေးမှာပျော်ရွှင်ပါစေ။မွေးနေ့လက်ဆောင်တွေလည်းအများကြီးရပါစေ။နောက်ထလာတဲ့မနေ့ခင်တိုင်းမှာသားရပျော်ရွှင်အေးချမ်းပြီးတော့စိတ်သွားတိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးလိုက်ပါရရှင်။ အမတရားနေ့အစီအစဉ်အားနေ့ထမှန်ပြီးစူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ပြင်ဦးလေးမှနေတဲ့တမီလေးဇူးဇူးဟန်နီဖြူရဲ့ဒီနေ့မှပြင်းပြောက်တဲ့၆နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။တမီလေးဇူးဇူးဟန်နီဖြူရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ဖေဖေသူရိန်ဝင်းမေမေနီနီဝင်းနဲ့ညီမလေးဂူဂူတို့ကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။အခုနောက်ဆုံးစူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့တောင်ကြီးမျိုးကသားလေးဝေဖုံးမြတ်သူရဲ့ ီနေ့မှပြင်းပြောင်းတဲ့ရတ္တရာပြည်မွေနေ့အတွက်ကိုပောင်းဝေတောင်းဆိုပေးထားတာပဲဖြစ်ပါရယ်။တောင်းလေးဝေဖုံးမြတ်သူရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေနေ့အတွက်ကိုတော့ဖေဖေဦးမျိုးမင်းထွန်းမေမေဒေါ်လာလာတီတီတီစုစုနိုင်မမခိုင်တစင်သွင်းမမအေးမြတ်ရီမိုနိုကပောင်းဝေတောင်းဆိုပေးလာတာဖြစ်ပါရယ်ရှင်။မွေနေ့ရှင်တသားလေးအတွက်မွေနေ့စုမွန်စကားလေးရတော့ဒီနေ့အစပြီးကျမ်းမချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေ။ မိဘအားကိုးရတဲ့တာလိမ်မာလေးဖြစ်လာပါစေဆိုပြီးမွေးနေ့ဆုမွန်စကားလေးတောင်းဆုချွေပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ပြင်းလွင်မျိုးကသမီးလေးစူးစူးဟန်နီဖြိုတောင်ကြီးမှနေတဲ့တာလေးဝေဖုံးမြတ်သူတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါရစေ။ Happy Birthday ပါတာတာမီမီလေးတို့ရေအစအစအရာရာအဆင်ပြေပါစေ။ဘဝတစ်လျှောက်လုံးမှာတာယာပျော်ရွှင်အေးကြပါစေ။ မိဘကိုအလုံကျွေးပြုနိုင်တဲ့တားလိမ့်မသမီးလိမ့်မလေးတွေဖြစ်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါတယ်နော်အမတရားနေ့အစီအစဉ်အားနဲ့မွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ Put your tea and nip and စ်သူဆောင်တွင်မင်္ဂလာဇနီးမောင်နှင့်နှူရင်နှစ်ပတ်လည်အကျွတ်ပါဝင်တောင်းဆိုလာတဲ့ပြည်သက်ကတော့စကိုင်းမနေတဲ့ကိုမမောင်ဦးပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူမမျိုးမျိုးဤနဲ့ဒီနေ့မှပြမြောက်တဲ့တနည်းပြည့်စစ်သက်တန်းအကျွတ်ကိုကိုယ်တိုင်မဲပါဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့အများကြီးချစ်ပါတယ်။ထောင်ရသက်ဆောင်တိုင်းသစ္စာရှိရှိချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါတယ်ရှင်။မတရားနေ့အစီအစဉ်အားနဲ့အခုနောက်ဆုံးပအဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ မန္တလေးမှာနေတဲ့မေသူအောင်မဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူကိုတီဟာနဲ့ဒီနေ့မှပြေးမြောက်ခြင်းရှစ်လပြည့်ချစ်သက်တန်းအတွက်ကိုကိုယ်တိုင်မဲပောင်ဝဲတောင်းဆိုလာပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့ကိုကိုကိုအမြဲထာဝရချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါတယ်ရှင်။ဒီနေ့မှနှစ်ပတ်လည်ပြေးမြောက်ကြတယ်စစ်သူဆောင်တွေတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ ကျောင်းလာသမျှအခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းမိလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်အရောအမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။တစီဖန်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက် ါငွေတောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6936 3နဲ့3998 9993 9995တို့မှာ၃ရက်ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နောက်ဆက်အားပေးခဲ့ကြတဲ့တစင်ဖန်ပရိသတ်များအားလုံးပဲတောင်းရပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။